ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးသွားမယ်ဆိုတော့အာကျွန်တော်ရဲ့ Channel လေးမှာ end game lesson လေးတွေမတင်တာတော်တော်လေးကြာပြီပေါ့နော်အာကျွန်တော်အခုအဲ reading အဲ share ရအောင်ဘယ်လိုကစားရမလဲ reading 1200ရအောင်ဘယ်လိုကစားရမလဲစတဲ့ဖြင့်အာ video လေးလုပ်ပြရပေါ့နော်အဲ့ဒီမှာလည်းကျွန်တော် end game ကြီးလေးလာဖို့ပြောတယ်အဲ့တော့အဲတစားတဲ့ပဲကျွန်တော်လည်း end game မလုပ်တာကြာပြီဖြစ်တဲ့အတွက်ကြောင့် end game မတင်မိတာကြာပြီဖြစ်တဲ့အတွက်ကြောင့်အဲ end game လေးတွေပြန်ပြီးတော့ပုံမှန်လေးပြန်ပြီးတော့တင်ပေးမယ်ပေါ့နော်အဲ အင်ဂိန်းက chess မှာအရေးကြီးတဲ့အခက်ခဏတွေမှာပါပါတယ်တချို့တွေဆိုလို့ရှိရင်အဲ chess လေးလာတဲ့အခါကျတော့ဆင်အင်ဂိန်းကနေပြီးတော့အရင်စလေးလာပါဆိုပြီးတော့အဲပြောကြတယ်ပေါ့အင်ဂိန်းက chess ရဲ့ဒါလုံးဝတကယ်ကိုအမှုပညာတစ်ခုပါတကယ်ပြောတာပါဒေတာကြည့်ပါ okay ဟုတ်ပြီအဲ့တော့ဒီနေ့ရတော့ကျွန်တော်ဘာအကြောင်းအရာပြောပြမလဲဆိုလို့ဆိုရင် queen versus pawn on the seven rank ပေါ့နော်အဲ့တော့ queen versus pawn on the seven rank ဆိုတာကကျတော့ queen နဲ့ အဲ7 rank ကပွန်းတွေတနည်းအားဖြင့်ပြောမယ်ဆိုရင်တစ်ဖက်က promotion ဝင်တော့မဲ့ပွန်းတွေနဲ့တွေ့တဲ့ခါကြလို့ဆိုရင်ဘလို့ရသက်တွေထွက်မလဲဆိုတာကို ကျွန်တော်တို့ review ထဲမှာလေ့လာမှာဖြစ်ပါတယ်။ coin ကတစ်ဖက်ပွန်းတွေကိုတားဆီးနိုင်မလားမတားဆီးနိုင်ဘူးလားဆိုတာကိုကျွန်တော်တို့ကြည့်မယ်။အဲ့တော့ video ကိုရက်ပြီးတော့အရင်ပြောကြည့်အဲတားဆီးနိုင်မယ်လို့ထင်လားမတားဆီးနိုင်လို့ထင်လားအဲကျွန်တော်ဒီ video လေးထဲမှာ end game 3ပုတ်ပြောပြမယ်။အဲပထမတစ်ခုကကြတော့အဲအခုကျွန်တော်တို့အာ uh, c file ရဲ့ d file ရဲ့ uh, c file ရဲ့ d file ရဲ့ e uh, sorry c file မပါဘူးပေါ့နော် sorry uh, b file ရဲ့ d file ရဲ့ f file ရဲ့ sorry f file မဟုတ်ဘူးမဟုတ်ဘူးအပြန်ပြောပြအောင်နော် b file ရဲ့ d file ရဲ့ uh, e file ရဲ့ g file ရဲ့ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင် center ကပွန်းတွေရဲ့ night ပွန်းတွေရဲ့ပေါ့အဲဒီလေဟာတစ်ခုပြီးွားလို့ဆိုရင် နောက်တစ်ခုကကြတော့အဲ bishop pawn နေပေါ့ bishop pawn နေကကြတော့ကျွန်တော်အခုနောက်တစ်ယောက်နဲ့ဆွဲထားတယ်အဲ c fire pawn နဲ့ f fire pawn နောက်ဆုံးတစ်ခုကကြတော့အဲ a fire pawn နဲ့ h fire pawn rook pawn ပေါ့အဲအဲ့သုံးမျိုးကိုကျွန်တော်ဒီ video လေးထဲမှာပြောပြသားမှာဖြစ်ပါတယ် queen နဲ့အဲ့ဒီ fire pawn နေနဲ့တွေ့တဲ့အခါကျတော့ဆိုရင်ဘယ်လိုရလဒ်တွေထွက်မလဲပေါ့โอเคဟုတ်ပြီအဲ့ဒါကျွန်တော် video လေးစကြည့်မယ်အဲ့ပထမအဦးဆုံးနေနဲ့ကျွန်တော်တို့ကြည့်ရမယ်အခုလက်ရှိပုံစံမှာဆိုလို့ရှိရင်ဘာတွေ့ရလဲဆိုတော့အဲကျွန်တော်ဒီမှာဆိုလို့ရှိရင် အဲဒါအမဲရဲ့ပုံလေးဒီဒါစင်တာမှာရှိတဲ့ပုံပေါ့စင်တာမှာရှိတဲ့ပုံနဲ့တွေ့တဲ့အခါကျတော့ဆိုရင်ဘယ်လိုဖြစ်မလဲပေါ့အဲကျွန်တော်တို့ဒီမှာအဖြူကနေပြီးတော့တားဆီးတဲ့ idea လေးကကျွန်တော် idea တစ်ခုတည်သွားပြီ concept တည်သွားပြီဆိုလို့ဆိုရင်တဘောတရားနားလည်သွားပြီဆိုလို့ဆိုရင် end game တစ်ခုကတစ်သက်လုံးကိုယ်ခေါင်းထဲမှာဆွဲသွားလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဟို idea မတိဘဲနဲ့ကိုကဟိုရွှေ့နေမှာဆိုလို့ဆိုရင် ပြန်မိမှာပဲ အဲကျွန်တော်ဒီဒီဗီဒီယိုထဲမှာ idea ပေးမယ်အဲ့ idea မိရောပြီအဲ့ idea ကိုရသွားပြီဆိုလို့ရှိရင်ဒီလိုမျိုး angle ညာလို့ရှိရင်ဘလို့ကစားကစားမျက်စိမိတ်ကစားတော့နိုင်တယ်ဗျာဟုတ်ပြီလားအဲ့တော့ကျွန်တော်ပြပြမယ်ဒီမှာကျွန်တော်တို့အဖြူကနေပြီးတော့ပါရှင်မလဲဆိုရင် queen before ဆိုပြီးတော့စပြီးတော့ check မယ် queen before ဆိုပြီး check မယ်ဆိုလို့ရှိရင်ဒီနေ့ထားမှာ queen before check မယ်ဆိုလို့ရှိရင်ဟို king က d1 မဲ့ရှောင်းမယ်ပေါ့နော်အ king d1 ရှောင်းတဲ့အခါမှာကျွန်တော် queen d4 ကနေထက်ချက်မယ် ဝင်းဒီဘုံကထွက်ချက်တဲ့အခါကျတော့ကင်းကဘယ်ကိုရှောင်မလဲဆိုလို့ရှိရင်အဲကင်းကစီတူကိုရှောင်မယ်အဓိကကင်းစီတူကိုရှောင်မယ်ဆိုတဲ့ရည်ရွယ်ချက်ဒီနောက်လဲကြလို့ရှိရင်ပွန်ပရိုမိုရှင်းဝင်မယ်ဆိုပြီးတော့ဒါအမဲရနေပြီးတော့ချင်းချောက်ထားတယ်အဲကျွန်တော်တို့အဲ့ဒီပွန်ပရိုမိုရှင်းမဝင်အောင်ကျွန်တော်ဘယ်လိုသားမလဲဆိုရင်ကိုင်းဣတရီကနေလာမယ်ကွင်းဒရီယာနေပြီးတော့ဒီပွန်လေးပရိုမိုရှင်းမဝင်နိုင်အောင်တားထားမယ်အဲ့တော့တစ်ဖက်ကလည်းပရိုမိုရှင်းကိုရအောင်ဝင်ချင်တယ်ဝင်ချင်တာဖြစ်တဲ့ကြောင့်ဘာလို့မှဆိုတော့ကင်း D1 နဲ့ပြန်ကပ်မယ် ကင်း D1 နဲ့ကပ်မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီမှာဘာလို့ကပ်မလဲဆိုရင် Queen D3 နဲ့ချက်မယ်အဲ့တော့ကင်း E1 လာမယ်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာတစ်ခုသည်ကျွန်တော်တို့ကအနိုင်လိုခြင်းတယ်ဆိုလို့ဆိုရင်ဒီ Queen တကောင်နဲ့ねကျွန်တော်တို့ချက်မိတ်လို့လို့မရအောင်အဲ့ဒါအရေးကြီးတဲ့နံပါတ်1ချက် Queen တကောင်နဲ့ ਨੇ လိုက်ချက်နေချက်တာပဲရှိရဲအဲမနိုင်ဘူးအဲကျွန်တော်တို့နိုင်ခြင်းနဲ့ဆိုလို့ဆိုရင်ဒီဟိုးအဝေးကြီးမှာရှိတဲ့ဘီယံကိုကျွန်တော်တို့ခေါ်လာမှရမှာဒီဘီယံကိုခေါ်လာမှရမှာ ဒီဘီယင်ကလာကူပေးနိုင်တယ်ဆိုလို့ဆိုရင်ဒါကျွန်တော်နိုင်တယ်အဲ့ဘီယင်ကလာမကူပေးနိုင်ဘူးဆိုရင်ဒါအဖြူကနေပြီးတော့မနိုင်ဘူးသေပဲရမယ်ဟုတ်ပြီဒါဆိုလို့ဆိုရင်ဒီအနေထားမှာဆိုရင်လေဒီအဖြူဘီယင်ကဟိုးအဝေးရနေပြီးတော့လာကူနိုင်မှမလားပေါ့ကြည့်ရပေါ့အဲ့တော့လာကူမဲ့ trick လေးတစ်ခုရှိရယ်နီလန်လေးတစ်ခုရှိရယ်အဲ့ဒါကကျွန်တော်တို့ king b7 ဆိုပြီးတော့ဒီနေရာမှာရှိမယ် ဘာကြောင့်ရွှေ့တာလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာတိထားမှာတစ်ချက်ဒီပွန်းအောက်ကို ကင်းခိုသွားတိုင်းပွန်းအောက်မှာကင်းခိုသွားတိုင်းကျွန်တော်တို့ကင်းကိုခေါ်လာမယ်ဟုတ်ပြီနော်တစ်ဖက်ပြင်ဒီ promotion ဝင်မဲ့ပွန်းအောက်မှာကင်းခိုသွားတိုင်းကျွန်တော်တို့ဘရင်တစ်လက်ခေါ်မယ်အဲ့ဒါလေးမှတ်ထားနော်အဲ့ဒါတကယ် main ပဲနော်အဲ့ဒါ key ပဲနော်အဲ့ချက်ရရင်နိုင်ပြီ ဟုတ်ပြီဘာကြောင့်လဲဆိုတော့အဲ့လိုခိုးလိုက်တဲ့အချိန်မှာတစ်ဖက်က promotion ဝင်မယ်ဆိုပြီးတော့ချင်းချောက်တဲ့အကွက်မရှိဘူးအဲ့တော့ကျွန်တော်တို့က king ကို a ရှိခေါ်လိုက်ရအဲ့တော့ဒီမှာ king f 2လာမယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဒီကျွန်တော်တို့ဒီ king ကပုံးအောင်မှာမခိုးနေဘူးအဲ့တော့ကျွန်တော်တို့ king ခေါ်လို့မရအောင် king ခေါ်ရတော့ promotion ဝင်ပါမယ်အဲ့ကျွန်တော်ဗာပြန်လို့မလဲ queen d2 လေးနဲ့ပြန်ပြီးတော့ပင်ထားမယ် promotion မဝင်နိုင်အောင်ဒါထားမယ်ပင်ထားမယ်အဲ့တော့ဒီနေရာမှာဟိုအမဲပြင်က f3 တွေပါသွားမယ်ဆိုရင်တော့ကျွန်တော်တို့ queen e1 လေးရိုးရိုးလေးသွားလာလို့ဆိုရင်ဒါနိုင်သွားပြီပေါ့ ဒါဆိုလို့ရှိရင်ပြီးတော့မှဟိုဘင်းခေါ်လိုက်နိုင်ပြီပေါ့နော်ဒါအလွယ်အဲ့တော့သူက king of one ပြန်လာမယ်ဗျာ king of one ဆိုလို့ရှိရင်နောက်လည်းကြာလို့ရှိရင်ဒီမှာ promotion ထပ်ပြီးတော့ဝင်မယ်အဲ့တော့ဒီမှာဆိုလည်းကျွန်တော်봐တော့မှာလေ queen of 4လေးနဲ့ပြန်ချက်ပဲချက်ပြီးတော့ဘင်းကို mount ထုတ်မယ် အဲ့ဘယင်ရဘယ်သွားမလဲအထဲလာလို့ဆိုရင်ဘယ်တော့မလုပ်ပါလဲကင်းကိုခေါ်လာမယ်အထဲမလာဘဲနဲ့ကင်းကဂျီတူးကိုသွားမယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီမှာဘာလို့မဆိုရင် तू ကနောက်လည်းကြာရင် promotion ဝင်မယ်ဆိုပြီးပြထားတယ်အဲ့တော့ကျွန်တော်တို့က promotion မဝင်နိုင်အောင် queen e3 လေးနဲ့ဓာထားမယ်အဲ့တော့ तू ကလည်းဒီမှာ king f1 နဲ့ပြန်ဆဲမယ်နောက်လည်းကြာရင် promotion ထပ်ဝင်မယ်အဲ့တော့ကျွန်တော်တို့ဘာထားလို့မလဲ queen f3 နဲ့ချက်မယ်အဲ့တော့ဒီဘယင်ဒီပေါ်နာကနေခွာလို့ရလားဆိုရင်အလုံးကခွာလို့မရအောင်ဘာကြောင့်လဲခွာလာနဲ့စားခံရမှာအဲ့တော့ king ကဘယ်ရောက်သွားပြီလဲ င် e1 ကိုပြန်ရောက်သွားပြီအဲကျွန်တော်ပြောတဲ့အချက်လေးမှတ်မိမှထင်တယ်တစ်ဖက်ဘီရင်ဒီကင်းအောက်တစ်ဖက်ဘီရင်ဒီပုံးအောက်ကိုခိုသွားတိုင်းခိုသွားတိုင်းကျွန်တော်ဘီရင်ကိုခေါ်လာမယ်အဲကျွန်တော်ဒီမှာလည်းပါလို့မလဲကင်း c6 လို့ပြောခေါ်မယ် ်ဂင်းစီ6မှာသူကဂင်းဒီ2ပြန်ထွက်မယ်ဒီ2ပြန်ထွက်တဲ့ခါကျရင်ကျွန်တော် queen f2 လေးနဲ့ပြန်ပြီးတော့ pawn ပင်ထားမယ်ဂင်း d1 ကိုပြန်လာမယ်ဒါဆိုရင်ကျွန်တော်ဘာလုပ်မလဲ queen d4 နဲ့ပြန်ချက်မယ်အဲဂင်းက c2 လာမယ်နောက်လည်းကျရင် promotion ဝင်မယ်အဲ့တော့ကျွန်တော်ဒီမှာမဝင်နိုင်အောင်ဘာလုပ်မလဲ queen e3 နဲ့တားမယ်အဲဆိုတော့ဂင်း d1 ပြန်လာမယ်ဒီ1ပြန်လာတဲ့ခါကျကျွန်တော် queen d3 ချက်မယ် အချက်လက်ကကြောက်စင်ဂင်းကဘယ်လိုသွားမလဲ။ तू ကအပေါင်းအစားမခံရအောင်ဂင်းက E1 ပြန်သွားမယ်။ဒါဆိုရင်ဒီမှာတစ်လက်ပြန်ပြီးခိုးသွားပြီ။ကျွန်တော်တို့ရွှေ့တဲ့တန်ဖိုးတစ်လက်ရသွားပြီ။အဲ့ဒါဆိုရင်ကျွန်တော်ဘာလုပ်မလဲ။ဂင်းခော့မယ်။ဂင်း D5 ။တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဘရင်ကြီးကနေကက်လာပြီနော်။သတိထားပါဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် gain f2 ပြန်လာမယ်ဒါဆိုရင်ကျွန်တော်ဘာလုပ်မလဲ gain နဲ့ပြန်ပြီးပင်မယ် gain f1 တော့မယ်ဆိုရင် f4 ကနေချက်မယ် gain g2 လောက်မယ်ဆိုလို့ရှိရင်အာ gain က e3 ကနေပြီးတော့ promotion promotion monitor တားမယ် f1 လာမယ်ဆိုရင် ကင်းက queen က after ရတယ်ချက်မယ်အဲ့တော့ king ကဘယ်ပြန်ခိုးရမလဲ e1 ကပြန်ခိုးမယ်ဒါဆိုရင်ကျွန်တော်ဘရင်ကို king d4 လေးပါထားလိုက်မယ်အဲတဖြည်းဖြည်းနဲ့ဒါလောကနီးကလာပြီပေါ့နော်အဲ့တော့ d2 သွားမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်ဒီနေရာမှာဘာလုပ်လို့ရဆိုရင်တခါနဲ့ d3 ရတယ်ချက်လိုက်လို့ရချက်ရင်တော့ king က e1 သွားမယ်ဒါဆိုရင်ကျွန်တော် king e3 လာမယ်ဒါဆိုကျွန်တော်နောက်လက်ကျရင်ပွန်းစားလို့ရပါပြီပေါ့နော်ဒါဆိုကျွန်တော်သူက king f1 သွားမယ်ဆိုတော့ queen e2 နဲ့စားချက်မယ် king က g1 လာမယ်ဆိုရင် f3 သွားမယ်အဲပြီးရင်ကျွန်တော်နောက်လက်ကျရင် queen g2 နဲ့ချက်လိုက်ဆိုရင်မိတ်သွားပြီပေါ့ဟုတ်ပြီနော်အဲ့တော့ ဒီအငိမ့်လေးကကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ဆိုရင်တဘောတရားနားလဲလို့ဆိုရင်တကယ်ကိုလွယ်ပါတယ်ဒါလွယ်တဲ့အငိမ့်တွေမှာပါတယ်ပေါ့နော်တဘောတရားနားမလဲလို့ဆိုရင်တော့မလွယ်ဘူးပေါ့ဒီနေရာမှာ queen b4 ကချက်မှမဟုတ်ဘူးเนาะကျွန်တော်တခြားနေရာ b2 ကချက်လဲရတယ်အာ d6 ကချက်လဲရတယ်အဓိကအရေးကြီးတဲ့ idea မိဖို့က idea မိဖို့ပဲလို့အဓိကနေလာချက်လဲရကြိုက်တဲ့နေရာချက်အဓိကကဒီဗာလဲဘရင်ကိုပွန်းအောက်မဝင်ဝင်အောင်ထည့်ရမယ် ဘောအောက်ဝင်တာနဲ့ဂင်းခေါ်မယ်အဲ့ဒါဆိုရင်ကျွန်တော်နိုင်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီအန်ဂိန်းလေးကိုတဘောပေါက်နားလည်လိမ့်မယ်လို့ထင်ပါတယ်ဒီပုစာလေးကိုတဘောပေါက်နားလည်လိမ့်မယ်လို့ထင်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ထပ်အန်ဂိန်းတစ်ခုကိုထပ်ပြီးတော့တွားမယ်အဲ့တော့ဒီမှာထပ်ပြီးပြောပြအောင်မယ်အဲ့တော့ဒီမှာအခုကျွန်တော်ပြသွားတာဒီ e pawn တော့အ e pawn လဲဒီပုံစံနဲ့ကစားမယ်ဒီ pawn လဲဒီပုံစံနဲ့အတူတူပဲကျွန်တော်တို့ b pawn လဲ knight pawn လဲအတူတူပဲကျွန်တော်ဒီ g pawn လဲအတူတူပဲပေါ့နော်အဲ့တော့ဒီကောင်ကဒီကောင်လေးဒီဘက်မှာအခုကျ B5 ရပုံမဲ့ဖြစ်ဖြစ် D5 ရပုံမဲ့ဖြစ်ဖြစ် e fire ပုံမဲ့ဖြစ်ဖြစ် g fire ပဲပုံမဲ့ဖြစ်ဖြစ်အဲ့ဒီ၄ fire ပုံဆိုလို့ဆိုရင်နိုင်ုံနိုင်တယ်ဟုတ်ပြီနိုင်ုံနိုင်တယ် okay ဒါဆိုရင်ဒီတစ်ခါကျွန်တော်တို့အ C5 မှာရှိတဲ့ bishop pawn လေးကိုလေ့လာကြည့်မယ်။အဲ့ bishop pawn ဒါဒါကျွန်တော်တို့ bishop pawn ဆိုတာကကျွန်တော် c5 မှာရှိတဲ့ pawn ရယ် f5 မှာရှိတဲ့ pawn တွေကိုကျွန်တော်တို့ကဘာလို့ခေါ်ဆင် bishop pawn လို့ခေါ်တယ်ပေါ့နော် bishop 5ပေါ်မှာရှိတဲ့အတွက်ကြောင့်ကျွန်တော် bishop pawn လို့ခေါ်တာဟုတ်ပြီဒါဆိုရင်ဒီ bishop pawn မှာဆိုရင်ရောကျွန်တော်တို့အဖြူကနေပြီးတော့နိုင်မလားမနိုင်ဘူးလားတည်ပဲလားပေါ့နော်ဟုတ်ပြီအနေထားကတော့ခုနတိုင်းပဲ b define လေးတိုးရတာပဲရှိတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အခုနတိုင်းစဉ်းစားကြည့်မယ်အဲ့တော့ ကွင်း B5 ကနေချက်မယ်ချက်တဲ့အခါမှာဆိုကင်း E1 ကိုလာမယ် E1 ကိုလာရင်ကျွန်တော်ခုနတိုင်းပဲကျွန်တော်ကွင်း E5 ကနေချက်မယ်ချက်တဲ့အခါကျရင်သူကကင်း D2 ကိုလာမယ်နောက်လည်းကျရင် promotion ဝင်မယ်ဆိုပြီးကျွန်တော်တို့ change ချက်တယ်အဲ့အခါကျရင်ကျွန်တော်ကွင်း F4 ချက်မယ်ချက်တဲ့အခါမှာကင်းက E2 လာမယ်ကင်း E2 လာတဲ့အခါမှာကျွန်တော်တို့ကွင်း E4 ကနေချက်မယ်ချက်တဲ့အခါမှာကင်း D2 ပြန်လာမယ်နောက်လည်းကျရင် promotion ဝင်မယ်အဲ့တော့ promotion မဝင်နိုင်အောင်ကွင်း F3 နဲ့တားမယ် idea တွေအကုန်လုံးဒီအခုနောက်ပုံစံနဲ့အတူတူပဲ ဲ့တော့ gain e ဝင်လာမယ်ဆိုတော့ကျွန်တော် queen e3 ရချက်တယ်အဲဒီမှာ gain f1 လေးဝင်သွားပြီဒါဆိုခုနကျွန်တော်ပြောထားလေအဲ gain ကပုံးအောက်ကိုခိုးသွားတိုင်းခိုးသွားတိုင်းကျွန်တော်ဘရင်ကိုခေါ်မယ်ဟုတ်ပြီဒီမှာလည်း gain b7 လာမယ်ခေါ်လာပြီအဲ gain g2 ပြန်လာမယ် g2 ပြန်လာတဲ့အခါမှာ queen e2 ကနေပင်ထားမယ်ပင်တဲ့အခါမှာဆိုတော့ gain g1 ပြန်လာမယ် g1 ပြန်လာတဲ့အချိန်မှာ queen g4 ကနေချက်မယ်ချက် h2 လာမယ်နောက်လည်းကြာရင် promotion ဝင်မယ်အဲ queen f3 နဲ့တားမယ်အဲ့အချိန်မှာကျွန်တော် gain G1 ပြန်လာမယ် Queen G3 ချက်မယ်အဲ့ဒီချက်တဲ့အလှယ်မှာပုံမှန်အားဖြင့်ဆိုလို့ဆိုရင် King က F1 ကိုသွားတယ် King F1 ကိုသွားမယ်ဆိုရင် King ကကျွန်တော်တို့ဒါ C6 ကိုပြန်ပြီးခေါ်လာမယ်ဒါဒီခုနကကျွန်တော်တို့အဲလုတ်ခဲ့တာ ਨੇ အတူတူပဲဒါပေမဲ့ဒါပေမဲ့ဒါပေမဲ့ Bishop ဘောမှာ အမဲရဘာလုပ်လို့ရလဲဆိုရင်ဒီပွန်းလေးကိုမကဲပဲနဲ့ King H1 ဆိုပြီးတော့ထွေးလိုက်လို့ရတယ် ဒါလေးရွှေ့လိုက်လို့ရတယ်အဲ့ဒါဆိုလို့ဆိုရင်ကျွန်တော်တို့အဖြူကနေမနိုင်တော့ဘူးမနိုင်တော့ဘူးဆိုတာကဘာကြောင့်လဲဆိုတော့ဒီနေရာမှာ F2 ပုံကိုစားလိုက်လို့ဆိုရင်ဒါ stream mate ပဲအဲ့တော့စားလို့မရဘူးเนาะလုံးဝစားလို့မရအဲ gain CC လဲခေါ်လာလို့မရဘူးနောက်လည်းကြာရင် promotion ဝင်မယ်အဲ့တော့ gain CC ခေါ်လို့မရမရဘူး queen နဲ့ပြန်ချက်မယ်ဆိုလို့ဆိုရင်လည်းဒီမှာ G1 ကပြန်နေမယ်အဲ့တော့ဟို bishop ပုံဆိုရင် queen ကနိုင်လားဆိုရင်မနိုင်ပါဘူးမနိုင်ပါဘူးဒါပေမဲ့ ါပေမဲ့နိုင်တဲ့အချက်တစ်ချက်ရှိရယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ဘယင်ကကိုယ့်ရဲ့ဘယင်ကဒီပွန်းလေးနဲ့နီးကပ်စွာရှိနေလို့ဆိုရင်နိုင်တယ်အဝေးမှာရှိနေရင်မနိုင်ဘူးတည်ရေပဲဘစ်ရှော့ပွန်းဆိုလို့ဆိုရင်ဘာကြောင့်လဲဆိုတော့ပွန်းကျွေးကွက်ကြံတဲ့ steel mate ကြံတယ်အဲ့တော့ဒီနေရာမှာအဲကျွန်တော်တိထားမှာတစ်ခုသည်အဲကိုယ့်ရဲ့ဘယင်သည်ဝေးနေတယ်ဆိုလို့ဆိုရင်မနိုင်ပါဘူးကိုယ့်ရဲ့ဘင်းကနီးတယ်ဆိုရင်တော့နိုင်ပါတယ်အဲ့တော့ဘက်ရှော့ပွန်ဆိုရင်မနိုင်ဘူး ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီတစ်ခါနောက်ထပ်ဘွန်လေးအကြောင်းတစ်ခုထပ်ပြီးလေ့လာမယ်ဒီတစ်ခါကျွန်တော် rook bone ကိုလေ့လာမယ် rook bone လေးကိုလေ့လာမယ်ဗောနော် rook bone ဆိုတာကျွန်တော်တို့ a fine ကဘွန်နဲ့ h fine ကဘွန်ရဲ့ကို rook bone လို့ခေါ်တယ်ပေါ့ rook fine မှာရှိလို့ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီနေသားဆိုလို့ဆိုရင်လည်းကျွန်တော်နိုင်လားမနိုင်လားကြည့်မယ်အကယ်၍ကျွန်တော်ဒီနေရာမှာအဖြူကဘာရှိမလဲဆိုတော့ကျွန်တော် queen g3 ကချက်မယ်ဗောနော်ချက်တဲ့အခါမှာသူကဘယ်ပဲသွားမလဲဆိုရင်ဘွန်အစားမခံရအောင် h1 ဝင်ပါပဲ h1 ဝင်တဲ့အခါမှာကျွန်တော်အရှိရ theory လိုမျိုးကင်းခိုသွားတဲ့အချိန်မှာ ကင်းရပုံးအောက်ကိုခေါ်သွားချိန်မှာကျွန်တော်တို့ဘရင်ကိုခေါ်မယ်။အဲ့ဒါဆိုရင်ဖြစ်နိုင်လားဆိုတော့ကြည်လိုက်။ခေါ်လို့ရလားဆိုရင်မရဘူး။ဘာကြောင့်လဲ stream mate ဖြစ်နေ။အဲ့တော့ခေါ်လို့မရဘူးဆိုတော့ကင်းနဲ့ကွင်းနဲ့ပြန်ချက်မယ်ဆိုလို့ဆိုရင်လည်းကင်းကဂျီတူကိုပြန်ပြေးမယ်။ကွင်း e4 မှာချက်မယ်ဆိုရင်လည်းကင်းကဒီနေရာမှာတော့ကျွန်တော်တို့ဒါ g3 တွေပါတော့ရွှေ့လို့မရဘူးဗောနော်ဒီမှာပါလို့လည်းဒီဝင်အောင်ဆိုရင်ရှုံးမှာအဲ့ကျွန်တော်ဒီမှာဘာပဲလုပ်ရမလဲဆိုလို့ဆိုရင်အာကင်း g1 လေးပဲနေရမယ် ကင်းကြီးဝါနေလိုက်မယ်ဆိုရင်ဒါဆိုရင်သူ့ဘာသူဘလိုပဲချက်ချက်ဒီနားမှာပဲပတ်နေမယ်ပေါ့နော်အဲ့တော့ဒီနေသားကလည်းတရေပဲဖြစ်ပါတယ်ကိုကင်းလေးကတူပေါင်းလေးနဲ့နေနေတယ်ဆိုရင်တော့အနေသားအရာတစ်မျိုးတစ်ပုံပြောင်းသွားနိုင်တယ်အဲ့တော့ကျွန်တော်တို့မှတ်ထားမှာတစ်ခုကအာကင်းနေဝေးနေပြီဆိုလို့ဆိုရင်ရူဘွန်နေဘစ်ရှော့ဘွန်နေကိုမနိုင်ပါဘူးကင်းဘလောက်ပဲဝေးဝေးရူဘွန်နဲ့ဘစ်ရှော့ဘွန်ကလွဲလို့ဆိုရင်ကျန်တဲ့ဘွန်နေဆိုလို့ဆိုရင်အမြဲတမ်းနိုင်ပါတယ်ဟုတ်ပါပြီ အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ endgame lesson video လေးကတော့ဒီလောက်ပါပဲအားလုံးတပေါ့ပေါ့နားထောင်လေးမျိုးတော့ထင်ပါတယ်ဒီ endgame နဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိကျင်တာရှိလို့ဆိုရင်လည်း comment လေးမှာမေးခဲ့လို့ရပါတယ်အဲကျွန်တော်ဒီ video ကိုအသာဆုံးလာရောက်အားပေးကြတဲ့တရားရှင်တွေကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်တွေ့ဆုံပါမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ